တရာကြီးကျိုးသွားပြီ Ritas ke khone da da mo khone asin shi de ain a alon pyin than ne ngin yin lhok khat da chaung sakain da da haung pyu ja bi mandale ne aung ban myu ri ma le tai twi pyu ja tain saung twar de lu lu mu kon yan ma phaw pya ja de yauk tan dat paw mat tan ri a ya ti ya ba de ဒီကနေ့မွန်းလယ်တနားရီလောက်မှာစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာ အနက်30မီတာကိုဗဟိုပြုလှုပ်ခတ်တာဖြစ်ပြီးမြန်မာအပြင်ထိုင်းလာအိုအိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့တရုတ်တို့ဘက်မှလည်းတက်ရောက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။ မန္တလေးတံတားဦးလေးစိတ်မှာလည်းပျက်စီးကခီးတော်ပြည်သူတွေထွက်ပြေးတင်းချောင်ရတာကိုရုတ်တံမှတ်တမ်းတွေမှာတွေ့ရပြီးဖုန်ကြီးကျောင်းတွေနဲ့တသက်နစ်ကအဆောက်အုံတွေဟိုတယ်နဲ့လူနေထက်မြင့်တန့်တွေပြူကျတင်းဆောင်သွားပြီးမန္တလေးနမ်းမြို့ကိုပြူကျတာတွေကိုလည်းတွေ့ရပါဗျာ။ဟိုတယ်အောင်မန်းပြုတ်သွားတာလူတွေအများကြီးရှိမှရှင်နော်ဒါအပြင်ရှမ်းပြည်နယ်အောင်မန်းမြို့မှာလည်းတိုက်တွေ့ပြကြတာကိုတွေ့ရပါတယ် တအပြင်ရန်ကုန်နေပြည်တော်ပဲခူးစကိုင်း မကွေးကလေးကြောက်ဆဲမူဆဲရင်းမပင်တဝဲမြိတ်ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ငှားမြို့တွေမှာလည်းလှုပ်ခတ်သွားတယ်လို့ပြည်တွင်းနဲ့ဒေတာတွင်းသတင်းဖော်ပြချက်တွေအရသိရပါဗျ။ဒီနေ့ငလျင်လှုပ်ခတ်ရမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာလဲဆောက်လက်ဆတိုက်ပြိုကြတာအပါအဝင်မြန်မာနိုင်ငံသားတွေရှိတဲ့ချင်းမိုင်မဟာချိုင်းစတဲ့မြို့တွေမှာလဲငလျင်တန်းကိုတိတိတတ်တာခံစားခဲ့ကြရပါတယ်။